အဲဒီကောင်ပြဒီမှာဗျာ940 940ရအစိမ်းရောင်3168နဲ့တော့ခရမ်းရောင်ကျွန်တော်ပြတာ9863နော်အမဒီမှာလာပြီးတော့ကျတော့သူကဟိုကလောက်သွားမှာအဲ့ဒါကြောင့်ကျွန်တော်ပြောထားတယ်ဒီကောင်လေးကလို့1863လား1368လားဟောနော်3925လား ုပ်စု၃မျိုးတွဲနေတယ်လို့သတိထားစေရလေးပေါ့နော်အဲ့ဒီမှာတစ်ချက်အဲကျွန်တော်ပြရတယ်မှတ်ပြရအောင်နောက်ဒီ၆သုံးအဒီကမှာပါတယ်နော်နောက်တစ်ခုကဘယ်မှာရှိလဲဆိုရင်ကြိုက်နေတာတော့ကိုဂရိတ်ကဒီမာဂရိတ်ကကြိုက်ခဲ့တာဗျာပြောမယ်ဆိုရင်နော်ဒီထဲမှာလေးကကျွန်တော်အော်မကူပရိတ်ကိုအကောင်းနေလို့ပြခဲ့ဒါက ဂျာတာဘရိမနဲ့40ပေါ့ဂျာတာဘရိမနဲ့40ရနေကိုဘရိတ်အကောင်းနေဆိုပြီးတော့ပြောထားတယ်ကိုဘရိတ်ကိုလုံးဝဒီပတ်ထဲမှာကိုဘရိတ်ဆွဲပြီးထားတယ်ပေါ့နော်နောက်ဘာရှိလဲဘာရှိလဲဆိုရင်အမရှိပရစ်ရှိပရစ်ရှိပရစ် မှကျွန်တော်ရှစ်ပရိတ်တရားရခိုင်နောက်ဆိုပြီးရေးပေးတယ်။ဒါပေမဲ့ရှစ်ပရိတ်ရွေးတဲ့အချိန်မှာတခွန်နဲ့6နှစ်ကိုအဓိကရှူလိုက်တယ်။နော်ပြီးတော့သူကတခွန်ကတကြိမ်မပြတ်ထားကြံတဲ့အချိန်အကုန်တခွန်ခွန်တက်တက်ပါတာ။ဆိုတော့အဲ့ဒါကြောင့်မို့ဆိုပြီးတော့တခွန်ကိုအာကျွန်တော်ရွေးရွေးထားလိုက်တယ်။ထွက်လာတော့ကိုဘူးဆိုဘာလုပ်မရဘူးနော်။မရလိုက်။အဲ့ဒါရှစ်ပရိတ်အာကိုဘရိတ်နော် စောနာပြောလိုက်တယ်40ရာနဲ့6 break ကဇာတာ break နဲ့40ရာနေပြီးတော့6 break ဆိုတာဒီမှာကျွန်တော်ပြရအောင်နော်အာ63အဲ့ဒီ63ကကျွန်တော်ထင်လိုက်တာဒီမှာသွားထင်လာတာဟုတ်ကဲ့ဒီမှာ1836 68ဆိုတော့ဒီနေရာမှာပဲ1368ဆိုပြီးတော့ကျွန်တော်ထင်လိုက်တာအဲ့ဒါကြောင့်မို့ဒီမှာကိုကျွန်တော်က ဆက်ရွှေပေးလိုက်တော့เนาะအဲ့မှာတွားပြီးတော့ထင်းလိုက်တာ368ခွေကအဲ့ဒီနေရာမှာဆိုပြီးတော့ထင်းလိုက်တာပေါ့မနက်ဖက်မနက်မှာဆိုပြီးတော့ကိုကထင်းထားတာသူကကြူပြီးတော့ကြာတော့ရိုက်ပါအဲ့လိုမျိုးဖြစ်သွားမှာကျွန်တော်တင်လာတော့အော်တင်ပေးလိုက်တယ်เนาะဒီမှာ Telegram Telegram channel မှာကျွန်တော်တင်ပေးထားတယ်ဟမ်ရှစ်ပြိတ်လာတယ်ကိုဘူး ဆင်မပြေဘူးဗျာရွေးတာနဲ့တခြားသူဖြစ်သွားတယ်။ဟောက် HD 36အကိုဘရိတ်63ပေါ့နော်63อ่ะဒါလည်းအဆင်မပြေဘူးဗျာ63ဆိုရင်ဒီဘက်မှာတော့ဒီမှာတစ်စိုက်ပြထားရတယ်မှာဆိုတော့တစ်စိုက်ကျန်နေဒါဆိုအဲ့ဒီကောင်အဲ့ဒီစိုက်ပဲနားမှာလည်းမသိဘူးဆွဲထားတယ်ကောင်ရှိတယ်ရှင်ဘက်ကဆွဲလိုက်တယ် ဟိုရှာလိုက်ဟိုဘဝနကိုဆွဲပြီးတော့ဟိုလက်မှာဒီကောင်းကစွန်းချင်းနေအာ sorry ကောင်းဘယ်ပေါ့နော်တုံးချက်တုံးချက်ဟလာဟိုမကြတော့ဘူးတို့ချိန်ထားတဲ့ပြိပြိနဲ့ဆက်လိုက်ရမရဘူးနော် ောက်တဲ့မနက်ဖြန်ကသုံးဖို့စပခါပေါ့ဗျာကောင်းတဲ့စိုက်လေးတစ်ခုလာပြဖရိယန်နဲ့ good auto chat နဲ့ဆိုအရင်ကောင်းတဲ့စိုက်လေးလာပြဟောစေတော့ဒါလေးပြောပြနော်